ဟိုဘန်ဒိုနဲ့ပတ်သက်ပြီးတော့လေအခုပြောကြဘန်ဒိုတွေကဟာလာပညာတွေဘန်ဒိုပညာတွေကအများကြီးရှိတယ်ဆိုပြီးတော့အဲ့လိုပြောဘန်ဒိုပညာတွေကအများကြီးရှိအောင်မဟုတ်ဘူးเนาะဘန်ဒိုကတစ်ခုလေးပဲဒါပေမဲ့ technique တွေကကျတော့ထောင်နဲ့ချီရှိတယ်ဘန်ဒိုကတမျိုးတည်းပဲเนาะဘန်ဒိုလို့ပြောလိုက်ရင်ဆရာတို့ Dungeness Stepping Pattern Base ခံလာရမယ်เนาะအဲ့ဒီဥစ္စာကတော့မပန်းဖြင်းပါမယ်အဲ့ဒါဟိုကြောင်းမတူ course မတူဘောဒါပေမဲ့ main အချုပ်အနေနဲ့ကြောင်းအဲ့ဒါကတော့တူနေတယ်เนาะ ဟိုဆရာဟိုအရင်တော့ဟို YouTube မှာလားမသိဘူးဆရာကြီးမြင်ခါဘန်ဒိုပြတာလေအဲ့ကျင်သူတို့စီမှာတော့ Dungeness Stepping Pattern ဆွဲမထုတ်တာဒါမှကြည့်လိုက်ရင် Dungeness Stepping Pattern item မှာရှိနေဆရာကြီးဥဆိုးမြင့်လို့တီးခြားဆွဲမထုတ်တာမရှိရင်နောက်တစ်ခါ Facebook မှာပဲ item ကဟိုပွဲချောင်းကပြတာဒါနဲ့ခုတ်တာကိုလေအဲ့လိုရှောင်ပေးရှောင်တာပဲသူအဲ့ဒါကိုကြည့်ရင်လည်းဒါ Stepping Pattern နဲ့ Dungeness Stepping Pattern ပဲလေ ချုပ်လိုက်ရင်ဒါပဲအဲ့ဒီပေါ်မှာမှသူကတက်ကနစ်ကိုတိဆောက်ယူသွားတာเนาะအဲ့ဒီဟိုဆရာတို့ဒီမှာလေဆရာကြီးဦးစိုးမြင့်ကအဲ့ဒီဒီဘန်လို့ပညာဆိုတာဒါဂျနက်စတပင်ပက်တန်ကို base ခံပြီးတော့ဤပညာတွေကိုအစင်စင်တိဆောက်ထားတယ်ဆိုတော့ तू ကသွားတွေ့တာအမှန်ငကိုရဲ့ဘန်လို့ပညာငကိုရှိအဲ့တိုင်းသွားနေတာသွားနေတာကိုဆရာတို့အင်္ဂလိပ်ကမြန်မာနိုင်ငံဝင်သိမ်းတဲ့အခါကျတော့ဒီထဲမှာရှိတဲ့ပညာရှင်တွေကအနေနဲ့ရဲ့ဟောထွက်သွားတာတိုင်းပညာရှင်တွေပါမယ်ဟဲ့လား ဆရာတို့ဂီတအနုပညာရှင်တွေပါစီးပညာရေးပါတခြားသဘင်တွေစသဖြင့်ပေါ့ပညာရှင်တွေမျိုးစုံရှိရယ်အစအဒီကနန်းတွင်းထဲမှာပဲရှိရယ်ဒီအတက်ကတွားနေသူတော်ဝင်နန်းသုံးအပြင်ကိုမသွားဘူးဟလာအဲ့ဒီခါကျတော့အပြင်ရောက်သွားတဲ့အခါကျတော့ဆရာတို့တိုင်းရင်ပြည်အခြေအနေရရောဟိုဒီအပြင်လူတွေစီမာရောဆိုတော့ဒီနန်းတွင်းအတိုင်းဝိုင်းဆိုတာကသူရဲ့ပင်ကိုအရေးချင်းကကိုဒီလူတွေကဟို ထက်တန်းလွာတယ်เนาะဉာဏ်ရည်ပိုင်းရောပညာရည်ပိုင်းရောစာเนาะအဲ့တော့ဆရာတို့ကလူအပြင်လောကရောက်တဲ့အခါမှာဒီလူတွေကဒီဥစ္စာကိုဟိုဒီတိုင်းစနစ်ကြပေးဖို့ခေအချင်းတွေရောသူတို့ရဲ့ခံကွက်ခွန်မှာပါဆရာတို့ပြောအလွယ်ပြောမှာခံကွက်ပေါ့ဒါကို absorb လုပ်နိုင်ဖို့ဆိုတာလေဒီလူတွေရဲ့အရေးချင်းနဲ့လည်းဆိုင်တယ်เนาะအဲ့တော့သူကတင်းညော်သူပေးနေပြန့်သွားတယ်အဲ့ဒီ technique တွေကလေဟိုဒီဇိုင်းဟိုဒီဇိုင်းဒီဇိုင်းလို့ဖြစ်သွားတယ် အဲ့ဒါအောင်နဲ့ပတ်သက်လို့ဟိုဆရာကြီးဦးစွန်မြတ်ဆရာတို့ဘာပြောလဲဆိုသူတို့ခေတ်တုန်းကတည်းဆရာကြီးကဒီဘန်ဒိုတင်တဲ့အခါမှာတည်းဟိုဒီလိုဟလာအစင်စင် step by step နဲ့အဲ့လိုမျိုးနီးတွေတင်တာမဟုတ်ဘူးဆရာတို့အပြတ်တိုက်ခတ်တဲ့နီးတွေကိုအားတန်တဲ့ဆရာအပြတ်တိုက်ခတ်တဲ့နီးတွေကိုတင်သွားတာတံမြန်တိုက်ခတ်နီးလျှက်တစ်ဖက်တုံးပြန်တဲ့နီးဒီ speed ကိုတုံးသွားတာပါရုပ်တရက်အချင်းကျက်ထဲမှာပေါ်တဲ့အခါပြန်ပြီးတော့ထိုးပေါက်တိုက်ခတ်တာပေါ့ဒီလိုတံမြန်တိုက်ခတ်နီးတွေကိုကျွမ်းကျင်တဲ့ဆရာက အဲ့ဒီနီးတွေကိုပဲဥစားပေးပြီးတော့ပြသွားတာတဲ့။နောက်ဖန်းစင်းထိတ်ချုံနီးတွေကျွမ်းကျင်တဲ့ဆရာဖန်းစင်းထိတ်ချုံနီးကိုင်ပေါက်နီးကိုကျွမ်းကျင်တဲ့ဆရာကိုင်ပေါက်နီးတွေကိုဥစားပေးပြီးတော့အဲ့လိုမျိုးပြသွားတာ။ပြသွားတော့ဆရာကြီးကဒီထဲမှာလိလလိလလိလရင်းနဲ့ဘာတွေ့သွားလဲဆိုတဲ့အခါကျတော့အာဒီထဲမှာကြည့်လိုက်ရင်ဓာတ်ချက်ရှိတယ်အခြေခံသမြောင်ထိုးချက်က၅ချက်ရှိတယ်။ဟလာဟုတ်တရှိကဘယ်လောက်ရှိတယ်။စသဖြင့်ဒီဒါကိုတွေ့သွားတယ်။နောက်အဲ့ဒါတွေကလည်း stepping pattern တွေရှိတယ်ဆိုတဲ့အခါ အမှန်တော့ဒီဘန်ဒိုထဲမှာ stepping pattern ရွှေ့လျားမှုကလေအများကြီးပဲရှိတယ်။အဲ့ဒီအများကြီးအနိုင် main ချုပ်ဆိုပြီးတော့ဆရာရဲ့ဆွဲထုတ်လိုက်တာ။အဲ့တော့ဆရာတော်ဥက္ကန္တလာဆိုဆရာတော်တင်မြန်ဆရာတော်ဒီဟာရှိနေတယ်တပီတော့ဒါကိုပြပြီးရင်လိုက်ဟိုလွယ်မယ်ထင်တယ်ဆိုတော့မှစမ်းကြည့်တဲ့အခါမှာသူကဓာလန်ကြောင်းကိုအရင်ဆွဲထုတ်လိုက်တဲ့အတွက်ဓာလန်ကြောင်းနားလဲသွားတယ်။နော် stepping pattern နဲ့ဓာကျင်နဲ့တွေ့တဲ့အခါမှာသူကဓာရဲသွားတယ်။ အဲ့အဲ့ဒီခစ်တုံးကကြတော့ဇာတိတို့ခစ်ကဒီဓာတ်အစစ်တွေနဲ့လေ့ကျင့်တာဒါကြောင့်အဲ့ဒီဟာထမင်းစရေတော့ဖြစ်နေရနော်ဓာတ်နဲ့ယင်နေအခုတခြားကလေကိုကံပြန်နေနယ်ပြန်နေကြည့်ရင်ဆရာတို့ဘန်တို့တချို့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေအဲ့ဒါသူတို့အတွက်အထူးဆန်းဖြစ်နေတာအမှန်ဆရာတို့ကဓာတ်နဲ့ယင်နေဓာတ်လုံနေတဲ့ခါကျတော့အဲ့ဒါမြင်နေဘာမှစမ်းကြဲတာမဟုတ်ဘူးနော်မင်းတို့ကိုလုံနေကြအရာတခုရှိရဆိုရင်အဲ့ဒီနေရာမှာကိုကထူးကျွန်းနေတာပဲဟိုကင်တိုကစားနေဆိုရင် ဒီကင်တို့ခုံကြီးကိုသူကဒီတလိုင်းနဲ့ဒီအကြောင်းကိုသူကောင်းကောင်းနားလည်သွားမယ်တခြားသူကွန်ဒိုကင်တို့သမားလက်ထဲသွားရင်နန်ချက်ကူသွားထည့်ပြီးတော့သူကမယ်ရမှာတော့သူအဲ့ဒီအပိုင်းမှာ special လေးလေးသူအဲ့ဒီကနေပတ်သက်ရင်သူပြောနိုင်တယ်တကယ်လေးရတယ်သူဒါချင်းဒါချင်းခုံမယ်ဆိုရင်သူကမကြောက်ဘူးအဲ့ဒါမင်းဒုတ်တိုင်းကျွမ်းကျင်တဲ့သူဟိုဓာတ်နလက်တွေဓာတ်တလက်တွေတခြားတွန်ဖာတွေတုံးချောင်းဆက်တွေသွားပြောလိုက်ရင်သူကအဲ့ဒီအကြောင်းကိုသူက specialist မဟုတ်ဘူးတက်ကောင်းတက်နေမယ်လေဒါပေမဲ့ specialist သမားကိုသူကမမှီဘူးလေ ဒါပဲလုံနေတဲ့သူနဲ့မတူအခုဆရာတို့တိုင်းလုံနေရဆိုရင်ဆရာတို့ဘန်ကိုအဓိကလုပ်တဲ့အတွက်ဘန်ကိုပေါ်မှာအဓိကမှာကျွမ်းကျင်တာလေအဲ့ဒီကျွမ်းကျင်တာမှအရင်သူကအပိုင်းအပိုင်းနေရှိနေသေးတယ်ဘဲပိုင်းကိုကျွမ်းကျင်တာလေအပြတ်တက်ခန့်ကြီးကိုကျွမ်းကျင်တာလားတံပြင်တက်ခန့်ကြီးကိုကျွမ်းကျင်တာဖန်စီထိုက်ချုပ်နေလားဓာတ်ယူနေလားဆိုရတာပေါ့အဲ့လိုသူကနေသူရှိနေရနော်မတူဘူးအဲ့တော့ဒီဥစ္စာတွေဆရာတို့ကအမြဲတမ်းလေ့ကျင့်ပေးနေတယ်သူများလည်းသင်ပေးလေ့ကျင့်ပေးလုပ်နေတာလေနောက်ပြီးဆရာတို့ကဒီဟိုလက္ခဏာနေထိုင်နေတာမဟုတ်လေ ိုကိုရန်လေ့ကျင့်တယ်တပည့်တွေလည်းအမြင်တမ်းပြတော့အဲ့ဒီဟာကြီးကရင်းနေဘာမှအထူးဆန်းမဟုတ်ဘူးเนาะအဲ့တော့ကိုကကလပ်ထိုင်းမှာပဲထိုင်နေဦး तू ကမကြောက်ဘူးဘာလို့ဒီဟာနဲ့နားလဲနေတာကိုချေလက်ဒီဟာနဲ့ power speed ဝင်အောင်လေ့ကျင့်ထားတာဖြစ်တဲ့အတွက်ဘာမှကိုအဲ့ဒါခက်ခဲနေတဲ့အပိုင်းမဟုတ်ဘူးเนาะအပြင်လူတွေပုံစံနဲ့သွားရှင်းစားလို့မြအောင်နောက်ပြီးတာမန်လေ့ကျင့်ထားတဲ့ပုံစံနဲ့စဉ်းစားလို့မြအောင်เนาะဇာတ်တို့ဆရာကြီးမောင်းတာကအခု10မိနစ်လက်သီးထိုးလိုက် အလုံး200ရှိရမယ်60စက္ကန့်ထဲမှာဒါအောက်အောက်ထစ်ပြတာနော်အခုဆရာတို့လက်သီးထိုးတယ်အလုံး20စံကြုံသွားကြည့်လိုက်1.8စက္ကန့်ရအလုံး20တို့ခြေတော့ကန်တယ်ထိုးနည်းလကောင်းမယ်ဆရာတို့10ချက်ကန်တယ်ဆိုရင်ဇာ3စက္ကန့်အတွင်းမှာဝင်နေတာအဲ့လိုလေ့ကျင့်ထားတဲ့သူတွေဟာယုံကြည်မှုကမတူဘူးနော်အဲ့တော့ကိုကမျက်စိအမြင်နဲ့ကြည့်ပြီးအဲ့လိုနားမလည်နိုင်မပြောနိုင်ဘူး อ๋อဒီอ่ะเนี่ยยินပါဒါပဲလုံနေတဲ့သူอ่ะသူ့အတွက်ဘာမှခပ်ဘူးဟိုတိုင်းဆရာတယောက်သူမလက်သီးနဲ့ထိုးချက်စလို့ထိုးလေသူကထိုင်နေလဲရတယ်လေသူကလုံပြန်တန်နေတာပဲလေအဲအဲ့ဒါအထူးဆန်းမို့ကိုကအဲ့ဒါကြည်ပြီးတကွယ်ချင်းလိုင်းမန့်နေဘယ်တော့မှမပြီးဘူးအကွက်တထောင်ပြည့်လဲကိုမရဘူးကိုကတကယ်ဟိုအခြေခံကြက်ကြက်အောက်ကနေအစင်စင်ဆရာတို့လေးချင်းယူလာတာเนาะလက်သီးဆိုလက်သီးလောဆောင်းဆိုလောဆောင်းတထောင်ဆိုတထောင်ဒူးဆိုဒူးအဲ့လိုအစင်စင်ကျင့်ပြီးတော့မှအဲ့ဒါတွေကို combination ပေါင်း အဲ့ကြမှာတုံးလို့ရတာဇာတို့အခုလက်သီးထိုးတင်တယ်လော်ဆောင်ခုတ်တင်တယ်တံတောင်တိုက်တင်တယ်ဒူးတိုက်တင်တယ်ချေကန်တင်တယ်ဒါတွေကလက်နက်တက်ဆင်နေတာလက်နက်တက်ဆင်နေပိုင်းလက်နက်တက်ဆင်လို့ပြီးသွားရင်ပြစ်လို့ရပြီအဲ့အဲ့ဒီသဘောတရားပဲเนาะ